ထိုင်းမြန်မာနေဆက်ကကုံတွေးအရာအရေးပါတဲ့မောတောင်မြို့ကိုကရင်အမျိုးသားလူမျိုးရေးတက်မတော် KNL ရဲ့ဥစားမှုနဲ့ပူပေါင်းတော်လဲတဖွဲ့တွေကတင်ပိုက်လိုက်ပြီလို့နိုဝင်ဘာလ14ရက်နေ့ညနေပိုင်းမှာ Force for Federal Democracy FFD ကတရားဝင်တင်ထုတ်ပြန်ပါတယ်မောတောင်မျိုးကိုစစ်အုပ်စုလက်ထေကနေတော်လန်ရေးတပ်ဖွဲ့တွေက၃ရက်လောက်တာတိုက်ခိုက်ခဲ့ရပါတယ် တိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်အများပြားနဲ့အတူစစ်သုံးမှန်းအယောက်40ကျော်ဖမ်းဆီးရမိခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါရယ်။မောတောင်မျိုးသိန်းတိုက်ပွဲကိုဆင်နွှဲရမှာကရင်အမျိုးသားလူမျိုးရေးတမတော် KNL ရဲ့တမဟာလီကတယင်း233တယင်း71 KNDO တယင်း9တယင်း72 BPLA FFD တို့ပါဝင် ပူးပေါင်းခဲ့တာဖြစ်ပါရယ်။ မောတောင်မြို့ဟာထိုင်းတောင်ပိုင်းနဲ့ကုန်တွယ်နေတဲ့မြန်မာစစ်အုပ်စုရဲ့အရေးပါတဲ့စီးပွားရေးအရာချက်ချကြတဲ့မြို့တစ်မြို့ဖြစ်ပြီးတနင်္သာရီတိုင်းကတဆင့်ထိုင်းနဲ့ကုန်တွယ်နေတဲ့မြန်မာနေဆက်မြို့တစ်မြို့ဖြစ်ပါတယ်။အနည်းဆုံးစစ်သားအယောက်90ကျော်ဟာထိုင်းဘက်ကိုထွက်ပြေးသွားခဲ့ကြရပြီးလက်ရှိမှာထိုင်းအာဏာပိုင်တွေကထွက်ပြေးလာတဲ့မြန်မာစစ်သားတွေထံကလက်နက်တွေကိုသိမ်းယူပြီး ခိုလွန်ခွင့်ပေးထားတယ်လို့ဒေတာရင်းသတင်းတွေမှာဖော်ပြထားကြပါတယ်။